မုံလုံးကြီးပေါ်လှူစားလို့ပုံနေတဲ့ကောင်းချမ်းမုံရဲ့ဟိုနေကမုံလက်ကောင်းလှူစားပြီးတော့ပုံနေတဲ့ထညက်ရည်ရဲ့အဲ့နှစ်ခုပေါင်းပြီးပါလှူစားလို့ရမလဲဆိုတော့ YouTube မှာ share ကြည့်လိုက်တော့ခေါ်ပြန်လှူစားလို့ရတယ်အဲ့တော့ဒီနေ့ခေါ်ပြန်လှူစားမယ်ထုံးစံအတိုင်းကောင်းချမ်းမုံတွေကိုစားထည့်မယ်ရေးထည့်မယ်မုံနေဖြစ်တဲ့အထိနေမယ်ကျွတ်မှာတော့သူများတွေကဖက်ရွက်ကလေးပေါ့နော် ငပြောဘက်ကလေးနဲ့ပေါ့ဒီမှာတော့ငပြောဘက်မရှိတော့ပကံဝဲစီစုပ်ပြီးတော့ခုနနေထားတဲ့မုံနှင်လေးတွေကိုပြပြလေးဖြစ်သွားအောင်ခင်းပြီးတော့မှလုပ်မယ်ပေါ့နော်ညနာပြန်လေးညီသွားပြီဆိုရင်ရှင်နှွေးခံထားတဲ့ဥရထည့်ပြီးတော့ပေါင်းမယ်။ မီးဟိုကမီဒီယံလောက်ပဲထားမယ်ပေါ့နော် မီးမြင်းမြင်းလေးနဲ့ပဲမိနစ်20လောက်ပေါင်းပေးရမယ်ချက်မချက်ကိုခရင်နဲ့ထိုးပြီးတော့မှစမ်းကြည့်မယ်။မုံနှစ်လေးပြန်ပြီးခရင်မှာကပ်ပါမလားတော့ဆိုရင်ချက်ပြီး။ချက်သွားတဲ့မုံမော်ကိုနှမ်းနေဖြူမယ်။ပထမဆုံးစစချင်းတော့နှမ်းအမဲတစ်မျိုးတည်းပဲဖြူမှုပေါ့နော်။ ဒါပေမဲ့နှမ်းအမဲတမျိုးတည်းဖြူတာကမောင်ကမဲမဲကြီးဖြစ်နေတော့တိတ်ကြည့်မကောင်းတော့နဲ့နှမ်းအဝါလေးကိုပါထပ်ပြီးတော့ဖြူတယ်နှမ်းဖြူပြီးသွားပြီဆိုရင်နှမ်းလေးတွေကိုပုံသားလေးနဲ့တသားလေးလေးဖြစ်အောင်တက်ကလေးနဲ့နည်းနည်းလိုက်ဖြည့်ပေးရပါတော့အခုဆိုရင်တော့စားလို့ရတဲ့ခေါပြန်လေးဖြစ်သွားပြီပေါ့နော် သူများတွေကတော့စနီရုံလေးပေါ်မှာတင်ပြီးလှလှပပလေးလေးတယ်။ကိုရီးယားကတော့ကကြင်းနဲ့ပဲညှလိုက်တော့အမြင်တော့တိတ်မလောက်ဘူးပေါ့နော်။ထဏ္ဍာရီမြများကြိုက်လို့ထဏ္ဍာရီကိုမြများလေးဆန်းတယ်။ချိုးတော့တိတ်မကြိုက်ဘူးဆိုရင်တော့ထဏ္ဍာရီကိုနည်းနည်းလေးပဲဆန်းပါ။ပြီးရင်အုံလေးလေးဖြူမယ်။ဒီမှာကတော့အုံလေးအလုံးလိုက်တယ်။အုံလေးအစိမ်းလေးဝယ်လို့များတဲ့အတွက် ီလိုအုံဒီအချောက်ကလေးတွေပဲပေါ့နော် ready made ထုတ်လေးတွေပဲဝယ်ပြီးတော့ဖြူပါတယ်ဒါပေမဲ့လည်းအရင်စားလို့ကောင်းပါတယ်တေချာလေးညင်ညင်ညာထလာပါလေးပြီးရင်တော့ညင်ညင်ညာညာထလာပါခေါ်ပြင်းလေးရမှာပေါ့နော်ကိုရီးယားတော့ဒီလိုပဲကကြည်နေပဲအလွယ်တကူညှက်လိုက်တယ်ဒါပေမဲ့အရင်စားလို့ကောင်းတယ်ကောင်းခြင်းလေးရတဲ့ဤဆက်နေရပဲမလို့ကိုကကိုလောက်ပြီးတော့ကိုကကိုတအားကြိုက်ပါတယ်တတ